ဟင်းသတ္တကိုရေကြည့်မဲ့နေ့မင်္ဂလာပါအော်ဒီယိုပိုင်းဇော်နိုင်ကနေကြိုဆိုပါရစေ။ဒီခုခါမှာတော့ပပဝင်းဆိုတဲ့အကောင်ကရေးတင်ထားတာကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။မေခမလိခရေကြည့်ရင်အဲ့ဒီနေ့ကို73ရက်ထပ်ပေါင်းပါ။အဲ့ဒါဟာဟင်းသတ္တကိုရေရောက်မဲ့နေ့ပါပဲ။မေခမလိခမျက်စုံမှာရေကြည့်ရင်ဟောမလင်းဘက်ကချင်းတွင်းမြည့်ရဲ့တပြိုင်တည်းကြည့်ရင် လာပြည့်ကျော်3ရက်သို့မဟုတ်လာစန်း3ရက်မှာဟင်းသတရောက်မယ်ဆိုရင်ပင်လယ်ဒီရေနဲ့ကချင်ကရေဆုံးပါမယ်ချင်းတောင်ဘက်မိုးကောင်းရင်မုံမန်းစလင်းချောင်းတွေကအေယာဝတီရဲထိတိုးဝင်လာပါမယ်ချမ်းမြောက်နဲ့ဆက်ဆက်တဲ့ဒေါထဝတီမြစ်ရေကမန်းလေးအောင်နာကနေအေယာဝတီရဲထဝင်ပါတယ်ပဲခူးရုံမှအနောက်ချမ်းမှာမိုးများလို့ဘောပင်ကမုံဝဲကြီးနဝင်းချောင်း မင်းလာချောင်း30ချောင်းရေကြီးရင်နှစ်ရက်300တွင်မြန်အောင်အောက်ဖက်မှာအေရော်ရီတဲ့ရေတိုးပါတယ်။အောက်ဖက်မှာရခိုင်ရိုးမှအရှိချမ်းမိုးကောင်းရင်အပေါ်အလိုမြကြီးနားရေဟုံးမလင်းရေပကိုးရိုးမှအနောက်ချမ်းရေပကိုးရိုးမှအရှိချမ်းရေပင်လယ်ဒီရေဆိုရင်အေရော်ရီအခြေရက်မှာအကြီးစားရေလွှမ်းမမှုကြုံရပါမယ်။အေရော်ရီအထက်ပိုင်းမှာရေကြီးမကြီး 73ရက်ကြိုသိနိုင်ပါတယ်မြမပြည်မြေပုံရက်၃ပုံမှာ၂ပုံရက်ရေနုံမြောင်းကြီးအေယာဝတီဟာဒါသမယရေကိုမသိနိုင်တာကြာခဲ့ပါပြီသူအထက်ဝင်လာသမယပင်လယ်စီယူဆောင်ပေးရတဲ့အခါသူ့ဝန်ကိုကူထမ်းပေးတာကအေယာဝတီမြေရဲ့ရေကြီးမှုကိုရှင်းချပေးနိုင်တဲ့အကူမြစ်ကနှစ်ခုပဲရှိပါတယ်အနောက်ဘက်မှာငဝံမြစ်ဖြစ်ပြီးတော့အရှေ့ဘက်မှာမြစ်မခလို့ခေါ်တဲ့အောက်ပိုင်းမှာတော့ လိုင်လို့ခေါ်တဲ့မျက်ရှိတယ်။အเจ้าတွေအားလုံးစုံလိုက်ရင်တော့အေရီတိုင်းဘကိုးနောက်မုတ်ချရေကြီးပါမယ်။မြကြီးနားအခြေအနေကိုတွက်ဆပြီးဟင်္ဒရာက73ရက်ကြိုတင်ပြီးတော့ပြင်ချိန်ရပါတယ်။အဲဒါကြောင့်အပေါ်ဆကြပါနဲ့။ခုကလေးကကြိုတင်ပြင်ဆင်ထားကြပါ။နားထောင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြရာတွေဝေးကွာကြပါစေဗျာ။